ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစိတ်ဝင်စားပွဲလိုဝဆန်းကျင်းကမ်မီရောက်ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမှာကတော့မင်းမှုမျိုးရဲ့တောင်ပတ်ရွှေတပင်ကြီးရွာမှာမြေအောင်ငကားတိုင်နှန်းရှင်လို့အမည်ရတဲ့စိတ်ဝင်စားပွဲတဲ့တဲ့ရင်ပေါ်ကမ်မီရောက်ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစား နာစဉ်အားပေးကြပါအောင်ခင်ဗျာဝိညာဉ်လောကနာနာဘဝလောကရဲ့စံကျင်မှုများကိုတွေ့ကြုံသမျှနဲ့တွေ့ကြုံသူတို့တစ်စင်ပြောပြသမျှကိုပြန်လဲရေးသားတင်ပြခဲ့ပါတယ်အဲဒီထဲမှာအုတ်စားသောဖရာတိုက်ဆောင်တိုင်နှန်းရှင် အဆောင်အလျှောက်တို့နဲ့ပတ်သက်လို့လေကိုတွေ့ကြုံခဲ့ကြတဲ့မိတ်ဆွေများအသက်အရွယ်ကြီးသောပုဂ္ဂိုလ်များရဲ့ပြန်လဲပြောပြခြင်းများ ရှိခဲ့ကြပါတယ်ဒီတိုက်ဆောင် ပိုင်နှံရှင်များရဲ့အကြောင်းအရာများထဲမှစိတ်သူနဲ့ယဉ်ဤကျွမ်းဝင်သောလေးစားရသောမိတ်ဆွေရဲ့ပြန်လည်ပြောပြသောတွေ့ကြုံတွေဖြစ်ပါလေ။စိတ်သူရဲ့မိတ်ဆွေမောင်းမင်းမှုမျိုးရဲ့တောင်ပတ်ရွှေတပင်ကြီးရွာမှနေထိုင်ပြီးစူပေါင်းရောင်းဝယ်ရေးဌာနမှာတာဝန်ခံတယောက်ဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါလေ။စိတ်သူရဲ့မိတ်ဆွေနာမည်မောင်းဦးနှင်းဆန်ဖြစ်ပါလေ။ယခုတိုင်တာဝန်ထမ်းဆောင်နေသူဖြစ်ပါလေ။စိတ်သူနဲ့တွေ့ဆုံရင်းနှီးကြတဲ့အခါမှာဦးနှင်းဆန်ရဲ့မဟုတ်မခံစိတ်သက် ယောသားကြိုးစားမှုအခြင်းစရိုက်တန်ရှင်ကောင်းမွန်မှုစီကံရှိတိကျပြတ်သောကိုချင်းဆောင်ကျင့်တော်စေရှိသူဖြင့်အနိကဆက်ဆံရတဲ့ခါမှာသိရှိကြရပါလိမ့်။သူမောင်းရင်ရေဝင်စွာဝန်ခံပြီးပြုပြင်တတ်သူလည်းဖြစ်တယ်။ဖရာတရားကိုယုံကြည်ကြည်ညိုသူဖြစ်ပြီးပြင်ပဘုသူရစာပေမြောင်းလိလဖတ်ရှုသူလည်းဖြစ်ပါလိမ့်။သက္ကဝိုင်းဖွဲ့ပြောကြပြီးဆိုရင်ဘုသူရနဲ့ပုံမြင်ဟာတာလေးနှုတ်ပြီးတော့စုပ်ပြေပြွှွှင်ရပါလိမ့်။ ဌာနမှာတိကျတေချာစွာဆောင်ရွက်သူဖြစ်လို့ဝန်ထမ်းများကကိုတိကျလို့နောက်ွယ်မှာနာမည်တက်ပေးထားကြရတယ်။ဦးနေဆန်းအနေနဲ့လောင်ဝန်ထမ်းများကိုတိကျမှတ်ကန်စွာဆောင်ရွက်ရန်ကိုတိုင်ဥဆောင်ပြီးတော့လုပ်ပြသလိုလောင်ဝန်ရှိသူများကိုလည်းအမှန်ကန်တိုင်းတင်ပြပြောဆိုတယ်။အထက်မှာမမှန်ကန်မှုလူဝတ်ချက်များကိုရဲဝန်စွာတင်ပြပြောဆိုတယ်။ဤကဲ့သို့တင်ပြပြောဆိုလို့အလုပ်ဖြုတ်မယ်ဆိုပါကအလုပ်ဖြုတ်ကံဖို့ဝင်မလေးသူလည်းဖြစ်ပါတယ်။ ူတစ်ပါးရဲ့အကျိုးပျက်စီးစေမှုကိုလုံးဝမလုပ်သူမလိုလားသူဖြစ်တယ်။မိတ်ဆွေဦးနှင်းဆံမှာ၎င်းဌာနမှာပထမအုပ်ချုပ်လက်နေစည်းရေးလေးဘဝမှာအကြီးတန်းစည်းရေးဖြစ်လာခဲ့တယ်။သူရဲ့ကြိုးစားမှုယူတာမှုတာဝန်ကျင်မှုရတည်နံကိုတော်မှုကိုတော်များရဲ့တာဝန်ခံထွန်းတော်စီကြခွဲစီစကြည့်ရဲ့အထွေထွေတာဝန်ခံဖြစ်တစင်ပြီးတစင်တက်လာခဲ့ရပြီးတော့ယခုဌာနမှာအရေးပါသောတာဝန်ခံဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။အားလားကတော့ကျွန်တော်ရဲ့မိတ်ဆွေဦးနှင်းဆန်ရဲ့အကြောင်းအရာတချို့ပဲဖြစ်ပါတယ်။စိုက်သူရဲ့မိတ်ဆွေကြီးဦးနှင်းဆန်ဌာနစီစက်ကြီးရဲ့တာဝန်ခံဖြစ်ဆောင်ရွက်စဉ်ကတွေ့မြင်ကြုံခဲ့ရတော့တကယ့်အဖြစ်အပျက်ကိုရေးသားတင်ပြမှာဖြစ်ပါတယ်။ထို့ဖြစ်ရမှာစိုက်သူတိလို့မေးခြင်းမဟုတ်ဘဲဘုသူတော်ဆုံးတဲ့မိတ်ဆွေကြီးဦးနှင်းဆန်ရဲ့ထမောက်အန်အောထူဆန်းပွဲအတွေ့အကြုံလေးမျိုးကိုသိရှိရအောင်လို့တွားရောက်ခဲ့ခြင်းမှာစတင်ခဲ့ခြင်းဖြစ်ပါတယ်။ တနေ့စာရေးသူလည်းအလုတ်အားရဖြစ်လို့မိတ်ဆွေကြီးဦးနှဆန်လည်းအလုတ်အားမယ်လို့မှတ်စာပြီး၎င်းရဲ့အိမ်ကိုထွက်လာခဲ့ပါလေကျွန်တော်ရဲ့မိတ်ဆွေကြီးဦးနှဆန်ရဲ့အိမ်ကိုရောက်တဲ့ခါမှန်းမှန်းစားတဲ့အတိုင်းတွေ့ရပါလေဒါကြောင့်ဘယ်လိုလဲဗျာဆရာနှင်းရဲ့ခဏိတော့အလုတ်အားလို့နားနေရတာလားကျွန်တော်မှတ်မိလာခဲ့တာမှန်သွားပြီဗျာကျွန်တော်ကဝမ်းသာအားရပြောလိုက်တယ်ဦးနှဆန်ကလည်းကျွန်တော်ကိုမြင်လို့ဝမ်းသာအားရဖြစ်သွားပြီးတော့ ဟောဆရာလက်ပါလားလာဗျာခင်ဗျာလည်းကျွန်တော်တို့အတူတူပါပဲကျွန်တော်တို့ကအားရကိုမနာရလို့မကြင်မနဲ့မဖြစ်ဘူးအဓိကကတဝင်ကြတဲ့လုပ်တွေကိုအထူးသဖြင့်အလုပ်ကို လူကနိုင်အောင်လို့ကြိုးစားဖို့မဟုတ်လားအလုပ်ကလူရဲ့ပေါ်ရော့မကြိုးစားမှုတာဝန်မကျင်မှုကြောင့်အလုပ်ကလူကိုနိုင်သွားရင် ကြာစင်ဆုံးရှုံးမှုပေါ့ဗျာမိတ်ဆွေကြီးဦးနှင်းဆန်က၎င်းရဲ့ယူဆချက်ကိုပါထည့်ပြီးတော့ပြောလိုက်တယ် ဟုတ်ပါဗျာသိကိုကောင်းတဲ့အယူဆပါပဲကျွန်တော်ကထောက်ခံပြီးတော့ပြောဆိုလိုက်တယ်ဆရာနင်းတို့ဌာနမှာတိုးတက်လာတာလည်းမပြောနဲ့အခုလိုဆရာနင်းရဲ့အယူဆနဲ့စူးစမ်းယူတာမှုစိတ်ဓာတ်မှန်ကန်မှုမဟုတ်မမှန်တာမလို့တိကျပြတ်သားမှုတွေနဲ့စိတ်တူကိုယ်တူတကယ်ကိုတူညီတဲ့ဆရာနင်းတို့ဌာနမန်နေဂျာဦးဝင်းကျော်ကလည်းတကယ်မိန်တို့တတိုင်းကြီးတွေဆိုတော့ပြောစရာမရှိတော့အောင်ပါပဲဗျာဒါ යි တို့ကျွန်တော်က ဆရာနင်းနဲ့ဘတ်တူမန်နေဂျာကြီးဦးဝင်ကျော်ကပေါ့တကယ်လိုက်လဲဆိုတော့ထည့်ပြီးတော့ချီကျူလိုက်ပါတယ်အမှန်လေးဆရာလက်ရဲ့ဆရာလက်ရဲ့ချီကျူမှုနဲ့ကျွန်တော်တို့ပီတီတွေဆောင်အားရှိပြီးဘူကြိုးစားလိုက်ကြအောင်မပြောဟဲ့ဟဲ့ဆရာနင်းကအပါတရပြောရင်လည်းတဟဟကြီးမောပါတယ်ကျွန်တော်ကပြောရင်လည်းအဲ့ဒါပဲဗျစိတ်သက်ဆိုတာသူကဲ့သို့တူတူပြောလိုက်အောင်ဆရာနင်းက ဘာလဲဗျာဆီယလာရဲ့စိတ်သက်ဆိုတာထုတ်ခဲ့တော့မေးပါလေတမင်မေးခြင်းတော့မဟုတ်ကျွန်တော်ရဲ့ရည်ရွယ်ချက်အသေးပဲကိုဆီယနင်းတဘောမပေါက်လို့မေးခြင်းဖြစ်ပါတယ်ကျွန်တော်ကဒီလိုပါကျွန်တော်ကတကယ်အမှန်တမ်းချီးကျူးတော့တချို့ဆိုရင်ဟုတ်တာမဟုတ်တာရောချီးကျူးချီးမွမ်းတော့စိတ်ပဝင်မြင့်သွားတာတို့ငါကငါတော်လို့စသဖြင့်စိတ်ကြီးဝင်ခက်ကြွကြွတွေဖြစ်ပြီးတော့ပြောကြတယ်အခုဆီယနင်းကအဲ့ဒါလိုစိတ်အပြောမျိုးမဟုတ်ဘဲ ီတိစာအားရှိပြီးဘိုလ်ကျိုးစားလည်းဦးမယ်ပြောလို့ပြောတာကိုဗျအဲ့ဒီရဲ့ခြာနာမှုကိုရည်ရွယ်ပြီးတော့ပြောတာပါဗျာကျွန်တော်ကအရှင်းပြလိုက်ပါတယ်အေးဗျချီကျူထောပနာပြုလို့ဘဝင်မြင့်အောက်ခြေလွတ်သွားရင်တိုးတက်မှုထက်စိုးရုံမှုအန္တရာယ်များတယ်ဗျအဲ့ဒါလို့ချီကျူမှုကိုလေးလေးနက်နက်ခံယူပြီးပိုပြီးတိုးတက်အောင် ကြိုးစားမှလူတော်လူကောင်းအကျိုးပြုသူဖြစ်မှာခင်ဗျားပြောတာမှန်ပါတယ်ဗျာကဲရင်းနှီးချက်နဲ့အကျိုးဆုံးလေးသုံးဆောင်ပါဦးပြန် မန္တထမင်းကြီးစပြီးမှပြန်ရမယ်ဗျာနော်ဆရာနင်းကစေတနာပြည့်နဲ့ထုံးစံတိုင်းပြောပါတယ်ကျွန်တော်ကလက်ကပြရင်နဲ့ကျေးဇူးပါပဲဆရာနင်းဟာထမင်းကြီးတော့မစားရပါဘူးအင်္ဂါစောကြီးထမင်းကျော်စားလို့ဘိုက်ပြည့်နေလို့ပါဒီတခါတော့ညင်းပြရသေးဗျာအဲ့ဒီစားဆရာနင်းရဲ့အတွေ့အကြုံပို့သူတော့စိတ်ဝင်စားစရာတွေကြားသိချင်လို့ပါဗျာထုတ်ခဲ့သူပြောလိုက်ပါတယ်ဆရာနင်းကဆရာလက်ရာဒီလိုဂျုံတော့ကြွရတာ ကဲဟုတ်ပါပြီနောက်တော့မငင်းနဲ့ဗျာနော်ကဲဘာတွေများသိကျင်တာလဲကျွန်တော်သိတာကြုံတာဆိုရင်ပြောပါမယ်ဗျာထုတ်ကဲ့သို့ဆိုပါလေအထူးစံအောဘွယ်အတွေ့အကြုံရှိရင်ပေါ့ဗျာဥပမာဂမ္မီယဆန်ဆန်မျိုးဝိညာဉ်လောကနာနာဘဝလောကအကြောင်းမျိုးတွေအတွေ့အကြုံရှိရင်ပေါ့ဗျာထုတ်ကဲ့သို့ပြန်ပြောလိုက်ပါလေဆရာနင်းကဇာတ်သူပြောလိုက်တာကိုခဏစဉ်းစားလိုက်ရင်းနဲ့အဲဟုတ်ကဲ့ဟိုးရင်ကျွန်တော်ကိုယ်တိုင်အမတ်မထင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးတစ်ခုကိုပြောပြပါမယ်။အဲဒါတိုက်ဆောင်တိုက်နှန်းရှင်ရဲ့ခနာလေးကြုံခဲ့ရမြင်ခဲ့ရတဲ့ဖြစ်ပါ။ကျွန်တော်ကိုယ်တိုင်ကိုတွေ့ကြုံခဲ့ရတဲ့တကယ်ကိုတွေ့ပါ။အတော့ကိုမယုံစရာကောင်းပါလေဗျာ။တာမန်အနေနဲ့ပြောမယ်ဆိုရင်တော့လုံးဝယုံနိုင်စရာမရှိပါဘူး။အခုခင်မျိုးအနေနဲ့ဒီလိုအဖြစ်ရှိကိုရှိနိုင်ပါမလားဆိုတဲ့အယူဆနဲ့ပေါ့ဗျာ။ခင်များတော့ယုံကြည်မှယုံနိုင်မှာပဲပြော။ဆရာနှင်းကရှင်းပြပါသေး။ဆိုင်သူကချက်ချင်းပဲ ကျွန်တော်ကတော့မယုံဘူးမရှိဘူးလို့မပြောပါဘူးဗျာပထမကကမ္ဘာလောကကြီးမှာဒုကြဆန်းကျင်မှုတွေရှိနေတယ်ဒုတိယကဆရာနင်းတို့လိုပုဂ္ဂိုလ်မျိုးတွေပြောတာလုံးဝကိုယုံကြည်ပါတယ်ပြောမှသာပြောပြပါဗျာအထူးဆန်းဆိုသိကိုသိချင်လို့ပါဆရာနင်းရဲ့ဆရာနင်းကကျွန်တော်ကိုပြုံးရှင်စွာကြည့်ရင်းနဲ့ဟုတ်ပါပြီပြောပါမယ်ပြောပါမယ်ဗျဒီလိုဗျဒုက္ကတုအစားချပြီးတော့အတွေ့အကြုံသူ့ရဲ့ကိုယ်ထွေဖြစ်ရမယ့်ဇလန်းကို ပြောပြသွားတယ် တနေ့ညနေပိုင်းစီစက်ကြေခွဲမှုရန်နာပြီလို့ဝန်ထမ်းများအလုံးရုံးစင်လို့ပြန်ကြပါတယ်တာဝန်ခံဦးနေစံတယောက်ထဲစည်ရင်များထပ်ပြီးတော့စစ်တယ်စည်ရင်များဒေချာစစ်လို့ပြီးသွားတဲ့ချိန်မှာပြင်ရန်အတွက်လက်ဆွဲအိတ်ထဲထမင်းဘူးနဲ့သုံးဆောင်များထည့်လိုက်ပါတယ်လက်ဆွဲအိတ်ထဲမှာခြေတကားမကြီးခက်မဲ့တော်တွေကိုသပွဲပေါ်ကိုတင်ထားလိုက်ပြီးတော့စီစက်ရုံးရဲ့အတွင်းဘက်နောက်ဘက်တကံမကြီးနဲ့ပြင်းတဲ့ပေါင်းများမြောက်ဘက်တကံမကြီးနဲ့ပြင်းတဲ့ပေါင်းများအရှိတ်ဘက်တကံမကြီးနဲ့ ပြတင်းပေါင်များကိုတေချောင်းလို့လှက်ပတ်ဆစ်ဆီလိုက်ပါတယ်။တောင်ဘက်မှာစီစံမျက်နှာစားဖြစ်ပြီးအဝင်ထွက် တက္ကမကြီးထားရှိပါတယ်။အဲဒီကမကြီးမှာထွက်မယ်ဆိုရင်တောင်ဘက်ဝါလီရဲ့အကွာမှာဌာနဝိုင်းကြီးရဲ့အဝင်ထွက်တန်တကားမကြီးရှိတယ်။ဦးနေဆန်ကလုံသွေးရဲ့မြောက်ဖက်စေဘီကန်အကွာမှာစီရင်စရာများနဲ့အရေးကြီးပစ္စည်းများထားတဲ့အခန်းနဲ့အတွင်းဘီယိုကြီးနှလုံးရှိတဲ့အခန်းမှာလုံခြုံပြီးတော့တက္ကမကြီးတစ်ဖက် ပွင့်နေတဲ့တကားရှိတယ်။ညနေရုံစင်ပြန်ကန်ဒီထုံးစံတိုင်းအတွင်းဘက်ကိုလှစ်ပတ်ပြီးတော့စစ်စစ်ချတော့မှပထမအတွင်းကန်တကားကိုသိချတော့ပေးတယ်။ပြီးတော့မှရှေ့တကမတော်တွဲကိုယူလျက်စီဆက်ရုံရဲ့ပြပတ်မှတကမကြီးကိုအထက်အောင်တုံးနှစင်ခတ်ဆစ်ဆစ်ပြီးတော့ပြန်နေကြဖြစ်ပါတယ်။ယခုအတွင်းကန်တကားကိုပိတ်ဖို့အတွက်ဇပွဲပေါ်မှာတော်တွဲကိုယူလို့တော်မယ်ပြု အတွင်းကန်ရဲ့တကားစီကိုလှမ်းကြည့်မောင်းဟိုနစ်စံတယောက်မျက်လုံးကြီးပြူပါဇက်ကြီးဟာလျက်တော့ ကြောင်ပြီးတော့မင့်တက်ပြီးသွားတယ်။ဖះဖះဘာများပါလဲ။သူကဲ့သို့ဖះတာမီသွားတယ်။ဦးနေဆန်မြင်တွေ့လိုက်ရတာကတော့အလွန်ကိုချုံးမွန်းလာပါ။နှုတ်ပြိုလာပါ။ရှင်ချူလာတဲ့မျက်နှာဝင်းဆိုသောအသားရည်ကြော်ရှင်းသောကိုလုံးကိုပေါက်အစင်းတို့ရောင်အထက်အောင်ဝတ်စုံနဝဲနန်းစားတွင်ပြူပြူပြက်ပြက်ယတနာမြောင်းစင်ရင်ဝတ်စားထားသောဆက်ရှင်နှင့်20ရွေမိမချော်လေးတယောက်ဖြစ်ပါတယ်။နဝဲနန်းစားနဲ့ မင်းသမီးလေးလောင်းနှစ်သမီးလောင်းဦးနေစံငေးကြောင်ပြီးတော့အန်အော်တူဝင်းနေခိုင်းမင်းမချိုလီဟောင်းအတွင်းကရဲ့တကားပြင်ပတ်ပွင့်ထားတဲ့အတွင်းကတကောင်းဦးနေစံရဲ့အလုံးစပွဲရှိမှညင်ညင်လေးညင်ညင်သာသာရှောက်လန့်ပြီး အရှိဘတကမကြီးစီကိုတွားနေပါလေဦးနေစံကတတိယပြီးစိတ်ကိုပြန်ထိလျက်အရှိဘတကမကြီးစီကိုရှောက်သွားနေတော့မင်းမချိုလီကိုလှမ်းဩပြီးတော့ဟေးဒီမှာဒီမှာတကယ်တော့လှမ်းဩရင်ထမှန်ပြောမယ့်သကလုံးနေမထွက်မီ တကမာကြီးစီကိုသွားနေတော့မေမေချိုလီဟာအတွင်း၃ဆင့်ချက်ဂလန်ထိုးပြီးပိတ်ထားတဲ့အတွင်းတကမာကြီးမှထွက်ပြီးတော့ပျောက်ကွယ်သွားပါလေ။ဦးနှင်းဆန်ပို့ပြီးတော့အံ့ဩသွားရပြန်နေ။စီစာရဲ့အရှိတ်အဝါအတွင်းတကမာကအတွင်းမှာတေချာကန့်လန့်၃ချက်ဆင့်ပြီးတော့ပိတ်ထားတော့တန်ပြားတကားကြီးဖြစ်ပါလေ။မေမေချိုလီဟာပေလီယတာအဲ့ဒီတကားမှထွက်ပြောက်သွားခြင်းဟာလုံမဟုတ်နိုင်တော့အစွမ်းရှိသူသာဖြစ်ပေလိမ့်မယ်။ တမန်အားသင်နေသောဦးနှင်းဆန်းဟောင်းချက်ချင်းတရိပ်ရပြီးတော့တောင်ဘက်တကမာကြီးစီကိုပြေးထွက်လျက်အရှိတ်ဘက်ကိုအရောက်လာခဲ့တယ်။သို့သောကမင်းကလေးထွက်သွားတဲ့တကမာကြီးရဲ့ပြင်ဘက်ကိုအရောက်တကားရဲ့အခြေအနေကိုစစ်ကြည့်တယ်။ဘာမှမဖြစ်။တကားဟောင်းစစ်စစ်ကြီးကြီးပိတ်လျက်သားဖြစ်နေပါတယ်။တွင့်ကြည့်တယ်မရော။ဦးနှင်းဆန်းထိုနေရာမှာမြောက်ဘက်စီစံရုံရဲ့နောက်ဖေးဘက်ကိုဆက်လျှောက်လာပြီးတော့ရှာကြည့်တယ်။မိမချိုးလေးကိုမမြင်တွေ့ရပါဘူး။စီစံရုံရဲ့မြောက်ဘက်ဝါဒီရဲ့အကွာမောင်းရေချိုးကန်ကြီးနဲ့ ရေးဆက်ခလန်လန်မောင်လီကန်တွေတန်စင်ကန်ထုမပင်90ကန်အကွာမောင်နာကိုဆောင်တထက်အဆောက်အုံရှိပါတယ်စီဆက်ယုံရဲ့အဆောက်အုံကအရှိပတ်အနေပိုင်းအနောက်ဘက်ကုန်းမြေပေါ်မှာပင်90ကန်အကွာမောင်တောင်မြောက်တန်းလျက်အကြီးမားကိုတော်ကြီးငါလုံးထိုးကိုတော်ရဲ့ဘက်မှာအရှိနောက်ပီဒီယာကျော်အရှိရှိတဲ့ဌာနရုံးကမ်းမအစီဝေးခန့်မှကြီးရှိပါတယ်တောင်ဘက်မြေပြန့်စီဆက်ယုံကြီးရဲ့တောင်ဘက်ခလန်လန်မောင်ဌာနဝိုင်းကြီးရဲ့ ဝင်ထွက်ပြီးမှဒကမာကြီးရှိတယ်။အဲ့ဒီဝင်ပေါက်ဒကမာကြီးအထက်ကုမြင့်မောင်ညဆောင်တဲရှိတယ်။ညဆောင်ဟာထွေးနေမောင်ဌာနရုံးပိုင်းအပေါ်အောက်ဘေးတွေကိုအားလုံးမြင်တွေ့နိုင်ပါတယ်။ညပိုင်းလျှက်စင်မိဝင်များကိုအဆောက်အအုံအချက်ချကြတဲ့နေရာများမှာထားရှိလို့ညပိုင်းလင်းရောက်တိုင်းချက်ချင်းမြင်ရတယ်။ဦးနေဆိုင်ကစီဆက်ရုံကိုပတ်ပြီးရှေ့ဘက်ကိုပြန်ထွက်လာတော့ကိုမြင်ရတဲ့ညဆောင်ဟောင်းဦးနေဆိုင်နောက်ကိုရောက်လာပြီးတော့ဆရာ ဘာရှာနေတာတော့ဗျသူကဲ့သို့မေးလိုက်ပါလေဦးနေဆန်းကဘာမှမရှာပါဘူးကွာအပြင်ဘက်ကိုလိုက်ပြီးတော့စစ်ကြည့်တာပါညာဘက်ကြာရင်မေးတေချာခရုဆိုင်နော်မိဒီပါလေသတိထားနိုင်ဝတ်တဲ့ချင်းလက်စစ်တမီးလည်းပြေးထတာပဲလျှက်စစ်မိလည်းဖွင့်ပေးခရုဆိုင်ဖုံးလည်းအသိရှိတယ်ဒူကြတာရှိရင်ချက်ချင်းအကြောင်းကြနော်မေးမေးရောရောမအိတ်နဲ့အောင်ကြလားဦးနေဆန်းကမူလအကြောင်းရင်းကိုမပြောဘဲညာဘက်ခရုဆိုင်ဖို့အချင်းလေးတွေသာပြောလိုက်ပါလေ ဟုတ်โอเคပါဆရာခီးစိုက်ပါမယ်ညသောကပြန်ဖြည့်ပြီးတောင်ဘက်ဝင်းတကားမကြီးစီကိုပြန်လှည့်သွားတယ်ဦးနှင်းဆိုင်ရဲ့စီထဲမှာမတင်မကြောက်ဇဝေဇဝါတန်တရားစီပေါင်းများစွာနဲ့စီဆက်ယုံရဲ့အတွင်းထဲကိုပြန်ဝင်လာပြီးအလုတ်တပွဲပေါ်မှာတော့လက်ဆွဲဤတွေကိုယူပြီးအပြင်ထွက်စီဆက်ယုံတကမာကြီးကိုတေချာပိတ်တော့ကိုတေချာခတ်လိုက်ပါတယ်လက်ဆွဲဤကိုဆွဲရင်ဌာနတကမာကြီးကိုပိတ်တော့ခတ်လိုက်တယ်ဦးနှင်းဆိုင်တယောက်အိမ်ပြန်လာမှာ အရင်ကမိမိတာဝန်ယူခဲ့ရသောစီဆက်ယုံရဲ့အခြေအနေကြေခွဲမှုစီထွန်းနှုံးစက်ပစ္စည်းလိုအပ်မှု ရောင်းအားခြင်းတွေစာရီကိုတွင်းရင်နဲ့အိမ်ပြန်ရောက်ခဲ့ပါတယ်အခုကတော့ဒီတွေများယာယီပြောက်ခဲ့ပြီးလွင်စောမအောင်ဝေယံကောင်းလာတော့စောစောပိုင်းကစီဆက်တွင်းမှာတွေ့မြင်ပြောက်ခွဲသွားခဲ့တဲ့မိမိချော်လေးကိုမျက်စိတွေပြန်လည်မြင်ရောက်ပြီးတော့အတွေ့အကြုံဖြစ်ပေါ်နေပါတယ်အစင်းတို့ရောင်းနန်းစဉ်ဝစ်စားထားဖို့နဲ့အလွန်ကိုချုံမိုးလှပါတဲ့ မိုးဘော်ကနတ်သမီးလေးလားတမမဟုတ်တိုင်နိုင်ရှင်တိုက်ဥစ္စာဆောင်များလားအရင်ရင်ကဒီနေရာဌာနတာဝန်ကြတဲ့သူများဒီလိုတွေ့ဘူးကြုံဘူးကြတဲ့သူများရှိမရှိတော့မတိခဲ့ပါမြင်တွေ့ကြုံဘူးကြရင်တော့မပြောဘဲနေကြမှာတော့မထင်မိမိကိုယ်တော်များကိုတာဝန်မယူစင်စောစောပိုင်းကပြဿနာပေါင်းစုံဖြစ်ကြတယ်ထိုစဉ်ကညဆောင်ကမိမိကိုလာပြောခဲ့ဘူးတယ်သူညဆောင်စင်မောင်း တကောင်လောက်ချိန်မောင်းကိုတော်ငါလုံးရဲ့ခေါမိုးဘော်ကတတုံတုံတတိုင်းတိုင်းအတန်နေကိုကြားအကြောင်းချက်ချင်းဓမီယူပြီးအဆောင်တဲဘော်ကပြေးထွက်ခေါအတန်မီတဲ့ကိုတော်မြားဘော်ကိုဓမီနဲ့ထိုးကြည့်အောင်ဓမီရောက်နေပူပူကွာကွာမဲမဲကောင်းကြီးတကောင်ခုံပေါက်ပြေးလျက်ကိုတော်မြားရဲ့မြောက်ဖက်ဆုံးခေါမိုးဘော်မှာအမောင်နဲ့ကိုခုံချပြေးထွက်သွားကြောင်းညဆောင်ကမဲမဲပူပူကွာကွာအကောင်ကြီးခုံချတဲ့ဘက်ကိုအပြေးလိုက်ပြီးကြည့်တော့လေအကောင်ကြီးကို မတွေ့မမြင်ရတော့ကြောင်းထူးဆန်းမှုကိုပြောပြဖို့တည်းထိုစဉ်ကောင်မိမိနေနဲ့ယုံကြည်မှုမရှိလို့စိတ်ထင်လို့ပါမဖြစ်နိုင်ပါဘူးထို့ကဲ့သို့ပြန်ပြောခဲ့တယ်မိမိကိုယ်တွေမြင်တွေ့ရသောညဆောင်ပေါင်းဆက်ပြီးမငင်းတာတော့ပဲငြိမ်နေခဲ့ပါတယ်ယခုထိုညဆောင်ပြောခဲ့သောစကားကိုအမှတ်ရလိုက်တယ်ယခုတွေ့ကြုံရသောမိမချောလေးနဲ့ယခင်ညဆောင်တွေ့ခဲ့ရတဲ့ဆိုတော့မဲမဲပုပုကောကောအကောင်းကြီးနဲ့တော့မတူတော့ပါဒီဌာနဝိုင်းနေ ဒီလိုမျိုးတွေရှိနေသလားအပြည့်နိုင်ဆုံးကတိုက်ဆောင်တိုင်နှင်းရှင်များဖြစ်နိုင်ခြေရှိပါတယ်သို့တော့တိုက်ဆောင်တိုင်နှင်းရှင်များဆိုရင်တော့လူသူမနည်းတဲ့နေရာမျိုးဖျားဝိုင်းစားတဲ့နေရာများမှာရတနာပစ္စည်းစောင့်ရှောက်နေကြတယ်လို့သာကြားဘူးတယ်အတွေ့တွေက တထွေးကြီးနဲ့အိမ်ပြန်ရောက်ခဲ့တယ်အိမ်ပြန်ရောက်တဲ့ခါမှာရေမိုးချိုထမင်းဆောင်ဖျားရှိခိုးပရိစိတ်မြေတာပို့ပြီးတော့စောစောအေးရဝင်ခဲ့တယ်အေးရတဲ့ရောက်တဲ့ခါမှာချက်ချင်းအိမ်မပြောသေးဘဲ ညနေကတွေ့မြင်ခဲ့ရတော့မိမကျော်လေးရဲ့အကြောင်းကိုဆက်ပြီးတော့တွေ့နေမိပြန်နေ။နှစ်သမီးလောက်ဥစ္စာဆောင်တိုင်းတိုင်းရှင်လောက်မသိရတဲ့မိမကျော်လေးကို အသေးသေးဆွဲနေလို့တော့မဟုတ်ပါဘူး။သူကြဆန့်ကျင်လာတော့ကြုံတွေ့ခဲ့ရမှုပေါ့။ဒီကြုံတွေ့ရခြင်းဟာဘာအတွက်ကြောင့်လဲဆိုတော့သိချင်စိတ်ကြောင့်ဖြစ်ပါတယ်။ရှေးသူကြီးများပြောပူပါတယ်။ဥစ္စာဆောင်တိုင်းတိုင်းရှင်ကိုတွေ့ပြီးဆိုရင် ရွှေမကြီးတိတောင်တောင်းရတယ်လို့ကြားဘူးလေ။တကယ်ဟုတ်မဟုတ်တော့မသိပါဘူး။ ယခုလေရွှေမကြီးတီတောင်ကိုတောင်ပို့ထက်လျှက်တပြက်မြင်လဲရတဲ့ထူးဆန်းအဟောပွဲရမြင်ကွင်းကြောင့်ကြောင်းကြည့်ရင်းနဲ့တတိယပီးဟေးဟေးနဲ့လှမ်းပြောရင်းကြံခဲ့ရပါတယ်တွေးရင်းနဲ့ပို့ပြီးတော့ထူးဆန်းတာကိုတွေးခဲ့ရပြန်နေနန်းဝဲနန်းစားနဲ့မိမချိုလီဟောင်းအတွင်ဘက်ကနေ30ပိတ်ထားတော့အရှိဘက်ကိုဝင်တဲ့တက္ကမကြီးမှအရှင်ဘက်ကိုထွက်ပြီးတော့ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်ရုပ်ရှင်ထဲမှာမြင်တွေ့ခဲ့ရပုသောယုဒိယအတာစီနိုင်ရန်ပိမြတ်မှာ ဖြက်ခနေပျောက်သွားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဦးနစ်စံဘာမှမပြောနိုင်။သကားတန်းနဲ့ကြံကြရပါတယ်။ဒီနန်းဝင်နန်းစားနဲ့မင်းမချိုလီဟောင်းနှစ်သမီးလောင်းတိုင်နှန်းရှင်လောင်းသူမဟောင်းစီဆက်ယုံတွင်မိမိရဲ့စီရင်ဖိုင်မြောင်းပစ္စည်းများထားတဲ့အခန်းနဲ့မရှိနေသလား။သူမဟုတ်ဒီနေရာရဲ့မြေအောက်မှာရတနာတိုင်နှန်းရှိနေတာလား။တပံအနောက်ဘက်ကုန်းပေါ်မှာကိုတော်ငါးလုံးရဲ့အပေါ်အရင်တုန်းကညဆောင်ညင်တကောင်မှတွေ့ခဲ့တဲ့ဆိုတော့ မဲမဲပူပူကွက်ကွက်အကောင်းကြီးနဲ့ဆက်ဆက်မှုများရှိနေသလားလို့တွေးရင်းနဲ့မျက်တောင်များလေးလာပြီးဖြက်ခနဲ့အိမ်မောကျသွားခဲ့ပါတယ်နင်းနေချိုက်ချိုက်အိပ်ပျော်နေတဲ့မောင်ဟိုနေဆိုင်ရဲ့နားထဲမှာဒီမှာရှင်ခဏထားပါဦးပြောစရာရှိလို့ပါဆိုတော့အတန်းချိုချိုလေးကိုကြားလိုက်ရတဲ့ဖြင့်ဖြက်ခနဲ့ထားထိုင်လိုက်ပါတယ်အတန်းကြားရတဲ့နေရာကအမောင်ခက်လန်းလန်းစီမှာဖြစ်တော့လေလှမ်းပြီးမြင်ရတာကလင်းနေတဲ့အလင်းရောင်အော့ အစင်းညောင်ထအောင်နဝင်နေသောသမင်တပတ်ရှုနောက်ချောက်တောက်ပြောင်းနေသောလက်ဝဲလက်စားများနဲ့မြုံချိုလောက်ပါတဲ့မိမချော်လေးညနေကစီစက်ယုံနဲ့မှမြင်တွေ့ခဲ့ရတဲ့ပုံစံအတိုင်းပဲဖြစ်ပါတယ်မိမချော်လေးဟာဦးနှင်းဆန်ကိုစူးစိုက်ကြည့်နေပါတယ်ဦးနှင်းဆန်ကအံဩစွာကြည့်ရင်ညနေကမမေးလိုက်ရတဲ့မိကွန်းနဲ့အခုထက်ရောက်လာပြီးအိတ်နေတဲ့မိမိကိုနှိုးခြင်းဟောင်းမိတိအတွက်နှိုးခြင်းဖြစ်တော့ကိုမေးရန်ဖြစ်ပါတယ်ဦးနှင်းဆန်မေးရန်စကားတွေ နှုတ်ကမထွက်နိုင်သေးပေမိမချောလေးကိုစူးစမ်းတဲ့အကြည့်နဲ့စိုက်ကြည့်နေပါလေဒီမှာရှင်ကျမကိုသိပ်ပြီးစိုက်ကြည့်ရင်းနဲ့တွေးမနေပါနဲ့ကျမလာချင်းကြောင်းရှင်သိကျင်နေတယ်မလားအဲ့ဒါပြောဖို့လာခဲ့တာပဲရှင်မိမချောလေးကအတွေ့အကြုံဖောက်ထွင်းပြီးတော့တည်တယ်လို့စကားဆန်ချိုးချိုးလေးနဲ့ပြောလိုက်ပါတယ်။အော်ဟုတ်ကဲ့ပြောပြောပါဗျာပြောပါကျွန်တော်သိချင်ပါတယ်။ဦးနှင်းဆန်ကခက်သွက်သွက်ပြန်ပြောလိုက်တယ်။ ဒီလိုပါကျမကနဂါးတိုင်နှန်းဆောင်တိုင်နှန်းရှင်ပါဘယ်တိုက်ဘယ်နေရဆိုတော့ကိုတော့မသိကျင်ပါနဲ့တော့ကျမလာခဲ့လို့ရှင်အံ့ဩနေတာလည်းသိပါတယ်ကျမလာတာဘယ်သူကမှနှောက်ရက်ဖို့မဟုတ်ပါဘူးဒါပေမဲ့ကျမဝင်းကျင်မှာမဟုတ်မမှန်တာလောက်တာအများနဲ့တတ်ဆိုင်တာကိုကျိုးလောဘနဲ့မတရားလောက်တာယူရည်ရှိရင်တော့ဒါတွေကိုတံပြန်စီဖို့အတွက်ပါကျမတဲ့တိုင်နှန်းကိုစောင့်ရှောက်တဲ့အစောင့်ရှောက်ကြီးတယောက်လည်းရှိပါသေးတယ် ရှင်တို့ရဲ့နောက်ဘက်အဆောက်အဦနားမှာနေတယ်ဘယ်သူကမှရံမလို့ပါဘူးမှန်မှန်ကန်တဲ့ဖောက်ပြန်တဲ့သူတွေတော့ဘေးဒုက္ခကြုံကြရမှာပါ ရှင်ကမှန်ကန်တဲ့စိတ်ဓာတ် ပြုစင်တဲ့စိတ်ဓာတ်ရှိတဲ့သူပါရှင်ကိုလိုအပ်ရင် ကူညီဖို့အတွက်ပါပဲအဲ့ဒါတို့ပြောချင်လို့လာခဲ့တာပါစကားသက်ဟာလူရင်ကိုပြောပြီးစကားသက်မရှိတော့ဘဲအတန်လေးပြောက်ရုပ်တွင်လေးဖြတ်ခနဲ့ပြောက်ွယ်သွားခဲ့တယ်တိုးစင်နားလေးကိုတိုးဝင်လာတော့ဝင်းနေဆိုင်ရဲ့အဖေး ဖရာရှိခိုးတန်းမေတ္တာပို့တန်းကျေးဇူးတန်းများကြောင့်ဦးနှစ်ဆန်တတိဝင်နှိုးထလာခဲ့တယ်။အိပ်ပြောနေရမောင်းမနေ့စောစောအိမ်မက်မန်နေဂျင်ကိုတည်ပြီးတော့ချက်ချင်းပဲအိယာကနေလူလေထားလိုက်ပါတယ်။အိယာဘောထားထိုင်ရင်ဦးနှစ်ဆန်ထူးထူးခြားခြားအိမ်မက်ကိုပြန်ပြီးတော့တွေ့ကြည့်နေတယ်။အိမ်မက်ထက်ကမိမချိုလီဟောင်းမနေ့ညနေကမိမရဲ့ဌာနစီဆက်ရုံနဲ့ကိုမြင်တွေ့လိုက်ရတော့မိမချိုလီသူမဟာငကားတိုင်နှန်းရှင်လို့ပြောပါတယ်။ ဤဒီတိုင်နေရာမှာရှိတယ်ဆိုတာလေမပြောပါဘဝင်းကျင်မှာမကောင်းမှုမမမကန်လို့ပေါပြန်သူတွေကိုတံပြန်တံပြူခြင်းမကန်သူများကိုကိုကြီးဆောင်းလျှောက်တယ်ဆက်ယုံရဲ့နောက်ဖက်ကိုတော်တန်ရများအနီမှာသူမနဲ့တိုင်နှန်းကိုဆောင်းတော့အဆောင်ကြီးရှိတယ်ဘယ်သူကမှဒုက္ခမပေးဘူးလို့လည်းပြောပါတယ်နောက်ပြီးတော့မိမိကစိတ်ထဲမှာကံဖြူစင်းနေတူလိုဝဲရင်ကိုကြီးမပြောပြီးတော့ပျောက်ကွယ်သွားတယ်အိမ်မက်ဆိုတော့လင်းအနိကတ်တွေ့ပြီးတော့ စကားသံတွေကြားနေရတယ်လို့မျိုးမင်းညံ့တွေက မြင်တွေ့ခဲ့ရခြင်းလာခဲ့ရခြင်းကြောင်းမိမိတည်ခြင်းတဲ့အကြောင်းကိုတိုင်းနှင်းရှင်ကအတွင်းစိတ်ကိုဖောက်ထွင်းပြီးတော့သိတဲ့လားအိမ်မက်ထက်မှာလာပြီးတော့ပြောခြင်းဖြစ်ပါတယ်အိမ်မက်နဲ့ပတ်သက်ပြီးတော့၎င်းနဂါးတိုင်းနှင်းရှင်မိမိချိုးလေးနဲ့ပတ်သက်ပြီးတော့၎င်းပြောထားတဲ့စကားအသေးပေများနဲ့ပတ်သက်ပြီးတော့၎င်းဦးနေဆန်းအိယာဘောထိုင်းရင်နဲ့အလေးနဲ့စူးစိုက်တွေ့နေပါတယ်တွေ့တော့လေအပြေကမရသေးပါဘူး ိုမှမျက်နာမသိသွားမတိုက်ရသည်တကုတ်တရိယပြီးအိယံများသိသွားတိုက်မျက်နာတည်လိုက်တယ်ပြီးတော့ဖျားရှိခိုးပရိစိတ်အမြတ်တန်ဝေးတယ်ပြီးတော့မှပေပြိုထမင်းကျော်ပပူလေးဆောင်ရင်းနှွေးချမ်းတောက်တယ်စာရင်တောက်ရင်သောသောကအိမက်ကြောင့်ကိုဆက်ပြီးတော့စဉ်းစားတွေးနေမိတယ်ခုနစ်ဆန်တွေးရင်းနဲ့ထမင်းကျော်ကိုဆက်မစားမိပဲရှေ့ကြည့်ရင်းနဲ့ငိုင်းနေပါတယ်တာဘာရင်းများတလောက်တော့ငိုင်းနေရတာတော့ကြည်စမ်း တမင်ကျော်ပကံကိုကိုင်မစားဘဲနဲ့ငိုင်းနေပုံကဘာလဲကွာဟမ်မင်းချစ်သူအကြောင်းကိုတွေးပြီးတော့ငိုင်းနေတာလားကွာအဖေပြည့်သူကတောင်းငိုင်းတွေးနေပုံကိုကြည့်ပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်ထိုခါမှာဦးနေဆန်ကအဖေရဲ့တန်ကိုကြားပေးတဲ့ရည်ရလေးကဟာအဖေကလည်းမဟုတ်ကဟုတ်ကဗျာသူကဲ့သို့ခက်ချက်ချက်နဲ့ပြန်ပြောလိုက်ပါတယ်အဖေပြည့်သူကပြုံပြုံကြီးပြန်ကြည့်ရင်အေးပါကွာဒါပေမဲ့မင်းစကားကမဟုတ်ကဟုတ်ကဆိုတော့နောက်ဆုံးစကားလုံးကြီးက တမျိုးကြီးကွာနော်ဟဟပြောရင်နဲ့အာရပါရကြီးလိုက်တယ်။ဟာဗျာဖေကလဲကျွန်တော်ချစ်သူကြီးသားမစင်စားသေးပါဘူး။အဖေတို့ကိုလုံကျွေးတဲ့မှုပြုနေအောင်ပါကြီးသားလည်းမရှိသေးပါဘူးဖေဟာ။အေးပါအေးပါငါသားစကားနဲ့ရည်ရွယ်ချက်နဲ့လက်တွေလုံနေတာကြောင့်အဖေဝမ်းသာပါတယ်။ငါသားလေးကဓမေကျော်စားရင်နဲ့ငိုင်းတွေးနေလို့နောက်ပြောင်ပြောလိုက်တာပါကွာ။ဘာကင်ဖြစ်သူကဦးနေဆန်ကို အားရပြောရှင်းစွာကြည့်ရင်ပြောလိုက်ရင်လည်းကဲကဲဆက်စားပါကွာမင်းရုံတော့ဖို့ပြင်ဆင်လိုက်ဦးနောက်ကြနေဦးမနော်ထုတ်ခဲ့တော့သတိပေးစကားပြောလိုက်တယ်ဟုတ်ပြီအဲ့လိုကိုနင်းဆန်ကရုတ်တရက်စွာပြောရင်ဝစ်စားလေးထမင်းကြိုက်လက်ဆွဲအေးယူပြီးရုံခန်းစီကိုထွက်ခဲ့တယ်ကိုနင်းဆန်ရဲ့အဖေကတော့သားရဲ့နောက်ဘက်မှာလှမ်းကြည့်ရင် ကြည်ရှင်သောအတန်တိုးတိုးလေးနဲ့ငါသားကြီးကျမ်းမာချမ်းသာအသက်ရာကျော်ရှိပါစေကွယ် တို့ကဲ့သို့ဆုတောင်းရင်မေတ္တာပို့ပြီးကြံခဲ့ပါတယ်။ကဲဆရာလေးတွေ့မြင်ကြုံခဲ့ရတဲ့ကျွန်တော်ရဲ့တွေ့ကြုံကတော့အဲ့ဒီအတိုင်းအမှန်ပါပဲ။ခင်ဗျားယုံမယုံတော့မသိဘူး။အဲ့ဒီတော့ကဖြစ်ပျက်ကိုမျက်စိထဲနဲ့စိတ်ထဲမှာတော့အမှန်ရနေတော့မှပဲဗျာ။ဦးနှင်းဆန်ကရှင်းပြပြောဆိုတယ်။အခုလိုကိုရွေးတွေ့ကြုံကိုပြောပြလို့ဝမ်းသာကျေးဇူးတင်ပါတယ်ဗျာ။ယုံလဲယုံပါတယ်။ခင်ဗျားတို့လူကအမြင်တွေ့အမှန်ပြောပြတာ ဘယ်မယုံမရှိပါမလဲယုံပါတယ်ဗျာကဲကျွန်တော်ပြန်လိုက်ဦးမယ်နောက်အားတဲ့ကထက်တွေ့ပြီးပြောကြသေးတာပေါ့ဆရာနင်းရဲ့တူတူဆန်းဆန်းအဝေါ်စီရကိုကြားသိရလို့ကျေးဇူးတင်ပါတယ်ဗျာကဲပြန်လိုက်ဦးမယ်ဗျာနော်ကျွန်တော်ကကျေးဇူးတင်စကားပြောပြီးတော့နှုတ်ဆက်ပြန်ခဲ့တယ်အပြန်လမ်းမောင်းမိတ်ဆွေကြီးရဲ့အပြင်တွေ့ရုံကိုပြောပြခဲ့တဲ့အထက်မှာတိုင်နိုင်ရှင်ဆိုတဲ့ဂျုံးကိုတွေ့ရင် လွန်ခဲ့သောနှစ်ပေါင်း90ခန့်ကကျွန်တော်ရဲ့ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေလည်းဖြစ်ဆရာလည်းဖြစ်တော့ဆရာဦးကျော်တန်းဟာတိုင်းရင်းစေကုသဆရာ အထက်လန်ကုသဆရာမြမရိုးရကိုခန့်တိုင်းပညာရှင်ဘာသာသာသနာအကျိုးဆောင်ရွက်နေတော့ဖရတဲ့ပြုပြင်ထီတော်တင်အဖွဲ့ကောင်းဆောင်ဒုစင်ကပြောပြခဲ့တော့၎င်းကိုယ်တိုင်ကြောင်မဲတော်နဂါတိုက်စီတီခဲ့တော့နဂါတိုင်နဲ့ကြောင်မဲတော်နဂါတိုက်စီတီကြောင့်ကိုဖြတ်ခနဲ့ပြန်လဲအမှတ်ရလာမိပါတယ်စာရေးသူโอเค ဆိုင်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စိတ်ဝင်စားပွဲလှုပ်ဝဆန်းခြင်းကမ္မရဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာမီဟိုရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တချောင်းချင်းစီတိုင်းကို တင်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တော်ကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်ဟယ်လိုမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်ရာ channel လေးကနေထူးခြားဆန်းခြင်းလှုပ်ဝါးဆန်းခြင်းသိတဲ့ရင်ဖို့ပဒါလောကကံပြီးရောက်ယမတန်မူခင်ဖြစ်ရဲ့မန်ဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှားပွေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ